ျွန်တော်ကပိုင်းခြားစိတ်ပြဥပဒေရေးရာ law lab စီစဉ်တင်ဆက်သူခင်နန်းဖြစ်ပါတယ်။ဒီစီစဉ်မှာဆွေးနွေးမဲ့ခေါင်းစဉ်ကခြေခံပညာရေးဥပဒေမူရန်ပေါ်ရှုမြင်ချက်ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပညာရေးနဲ့ပတ်သက်ပြီးတော့မျိုးသားပညာရေးဥပဒေကို2014ခုနှစ်မှာပြဋ္ဌာန်းခဲ့ပါတယ်။ဒါပေမဲ့ခြေခံပညာရေးနဲ့ပတ်သက်တဲ့ဥပဒေမူရန်ကိုတော့ပညာရေးဝန်ကြီးဌာန website ထဲမှာဖော်ပြထားပြီးမြဲအခုချိန်ထိတော်တော်ထဲမှာလည်းမဆွေးနွေးနိုင်သေးပါဘူး။လက်ရှိခြေခံပညာရေးစနစ်ထဲမှာလည်းကျွန်တော်လိုအပ်ချက်တွေစိတ်ခေါ်မှုတွေအများကြီးရှိနေသေးတယ်ဆိုတော့အားလုံးသိပဲဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့စီစဉ်မှာ ခြေခံပညာရေးဥပဒေမူကြမ်းနဲ့ပတ်သက်တဲ့သဘောထားအမြင်တွေကိုကျွန်တော်နေပယ်တိတိကကျွမ်းကျင်သူတွေနဲ့ဆွေးနွေးကြမှာဖြစ်ပါတယ်။စီစဉ်မစတင်ခင်မှာဒီစီစဉ်မှာပေါင်းရင်ဆွေးနွေးမဲ့သူတွေနဲ့ဥစ္စာမိဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးမိဆက်ပေးရမယ့်သူကတော့ဥပဒေပညာရှင်ဒေါက်တာညွညွသိန်းဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ဒေါက်တာအာကမိုးသူပါ။ဒေါက်တာအာကမိုးသူဟာမြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်ရဲ့အထူးတွင်မှုဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ကိုရဲဝင်းပါ။ကိုရဲဝင်းဟာမတန်ဆွမ်းသူများပညာသင်ခွင့်ရရှိရေးလှုပ်ရှားမှုကော်မတီရဲ့တွဲဖက်တွင်မှုဖြစ်ပါတယ်။ ဆွေးနွေးမှုတွေမစတင်ခင်မှာအငိမ့်စားကုလသမဂ္ဂဆိုင်ရာကလေးများရန်ပုံငွေဖွဲ့တရုတ်ပြည်ဆိုင်ရာဌာနကိုယ်စားလှယ်ဒေါက်တာရင်ရင်တွေကချင်းကပညာရေးဥပဒေမှုရန်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့အမြင်သဘောထားကိုဘယ်လိုကျင်ပြထားသလဲဆိုတာကိုဆက်လက်စစ်ဆေးကြရမှာဖြစ်ပါတယ်။အခြေခံပညာရေးဥပဒေမှုကျန်းကကောင်းပါတယ်။ခြုံငုံပြောမယ်ဆိုကောင်းပါတယ်။အဲ့လိုပြောပြီးမှလည်းကွာခြားတဲ့အချက်ကလေးတွေကတော့ရှိတာပေါ့လေ။အာတာချက်ကတော့ဒီအခြေခံပညာရေးကိုပို့ပြီး ကကနနာအချက်အလက်တွေနဲ့ပို့ပြီးရှင်းပြတယ်အဲ့တော့နည်းနည်းမကြိုက်တဲ့အကြောင်းတွေပြောရမယ်ဆိုရင်ကျမတို့တိုင်းပြည်မှာပညာရေးကိုအနောက်တားဖြစ်နေတဲ့ဒီဘျူရိုကရေစီပေါ့လေကျူးနီ စနစ်ကို မဖြေချဘဲနဲ့ပို့ပြီးပို့ပြီးအဆင့်နေတတ်ထားတာတွေ့ရတယ်ဥပမာနောက်ပွင့်လင်းမြင်တာမှုလည်းမရှိမရှိသေးဘူးလို့ပြောရမယ်အရင်ဥပဒေ2014 15မှာ ပြည့်စုံတဲ့ဥပဒေကအဲ့ဒါ ကာကနနာကိုတေချာပါတဲ့အတွက်ကြောင့်တိုင်းရင်းသားဥစုတွေလည်းသဘောကျတယ်ဆိုတော့ကျမစဉ်းစားတာကဒီလိုမူချမ်းဥပဒေထုတ်မဲ့အစားအရင်2015တုန်းကလို့ဒီပြင်ဆင်တဲ့ဥပဒေထုတ်ရင်ထုတ်မကြရင်လည်းဒါမှမဟုတ်လည်းဒီဒီနီးစနစ်တွေကိုသာချမှတ်ပေးပြီးအကောင့်ထဲပေါ်ရင် မကောင်းဘူးလားဆိုတာမေးစရာဖြစ်လာတယ်ပေါ့လေဟိုခြုံငုံပြောမယ်ဆိုလို့ရှိရင် ဒါကဟိုဟာပါဟိုသဘောတရားအရကောင်းတဲ့ဥပဒေပါနည်းနည်းပပတော့အာဏာချက်တွေရှိတာပေါ့လေကြားခဲ့ရတဲ့အတိုင်းပါပဲဒါကဒေါက်တာရင်ရင်တွေရဲ့အမြင်သဘောထားတွေဖြစ်ပါတယ်ခုချိန်မှာတော့ချိန်ခံပညာရေးဥပဒေမူရန်ပေါ်ရှုမိကျဲဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်တဲ့အမြင်သဘောထားတွေကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ဒေါက်တာညူသိမ့်မယ်မိကျင်ပါတယ်ကျွန်တော်တို့ဒီခြေခံပညာရေးဥပဒေမူကြမ်းကိုပေါ့နော်ဒါပြီးခဲ့တဲ့နှစ်ကလေးကထုတ်ပြန်ထားလို့မယ်အခုချိန်ထိကျွန်တော်တို့ဥပဒေကြမ်းဘဝနဲ့ဆက်တော်ထားမှာတော့မဆွေးနွေးနိုင်သေးဘူးပေါ့နော်အဲ့တော့ ပြောချင်တာကဒီဥပဒေဘာဖြစ်လို့ခုချိန်ထိနောက်နေနေရတာလဲဆိုတဲ့အချက်ရယ်နောက်တစ်ခုကဒီဥပဒေမူကြမ်းနဲ့ပတ်သက်ပြီးဆံမရဲ့အမြင်သဘောထားလေးဘယ်လိုသုံးသပ်ချင်လဲ ဒါလေးကျွန်တော်ဆက်မလဲဖြည့်ပြပါအဲ့ထင်တာကတော့အခုချိန်မှာကပညာရေးကိစ္စအပြည့်ပြင်းပြောင်းလဲဖို့ဆိုတာက sensitive issue ဟိုဖြစ်နေတယ်လို့တော့တော်တော်များများကလွတ်တော်ကိုယ်စားလှယ်တော်တော်များများကဟိုသုံးသပ်ထားပုံရတယ်ပေါ့နော်ဟိုဘာကြောင့်လဲဆိုတော့အခုကကျွန်တော်တို့က federal democracy နိုင်ငံကိုသွားမယ်ဆိုပြီးတော့ညီညာရေးဆွေးနွေးပွဲတွေလည်းလုပ်နေတယ်လေဆိုတဲ့အခါကျတော့တိုင်းရင်းသားအုပ်စုတွေလိုချင်တဲ့ federal ပညာရေးစနစ်ဆိုတာကကျွန်တော်တို့တရားမျှတမှုပေါ့နော်လူမှုရေးတရားမျှတမှုဆိုတဲ့ social justice ပဲပေါ့နော်ဒါသူတို့တောင်းဆိုတဲ့ပညာရေးပုံစံကပေါ့နော်နောက်တစ်ခါကျွန်တော်တို့ ပညာရေးလွတ်လပ်ခွင့်လို့ပြောတဲ့ academic freedom ရေပေါ့နော်အဲ့ဒါကိုအဓိကထားတဲ့အခြေခံထားတဲ့ federal ပညာရေးစနစ်ကိုတိုင်းရင်းသားလူမျိုးတွေကအဓိကထားပြီးတောင်းဆိုနေတဲ့အခါကျတော့အခုကျွန်မတို့တွေ့နေရတဲ့အခြေခံပညာရေးဥပဒေမူကြမ်းကကျတော့အဲ့ဒီ social justice ရဲ့စံနှုန်းတွေအရရောခုနက academic freedom ဘက်ကကြည့်ရင်ရောပညာရေးဆိုင်ရာလွတ်လပ်ခွင့်ဘက်ကကြည့်ရင်ရောဟို တော်တော်လေးကိုအားနေတဲ့ဥပဒေဖြစ်နေတာကိုတွေ့ရတယ်ပေါ့နော်ခုနကဆင်မကြီးဟိုဒေါက်တာဒေါ်ရင်ရွယ်ပြောသားသလိုပဲပေါ့နော်တကယ်ကိုပဲဒီပညာရေးဥပဒေကိုလေ့လာလိုက်တဲ့အခါမှာကျွန်တော်တို့ဘ ਹੁ ဦးစီးစနစ်အဲကတော်တော်လေးကိုများနေတယ်ပေါ့နော်ဘ ਹੁ ချုပ်ကြိုင်မှုကတော်တော်များနေတာပေါ့နော်ဥပမာဆိုလို့ရှိရင်ကျမတို့ဒီအခြေခံပညာကျောင်းနေရစီမံခန့်ခွဲခွင့် နော်စီမံခန့်ခွဲခွင့်လုံထုံးလုံးကြီးတွေကအစဒါခြေခံပညာဦးစီးဌာနကတတ်မှတ်မယ်ဆိုတဲ့အခါကျတော့သူကဒေတာအလိုက်အကြောင်းအလိုက်ပညာရေးဆိုင်ရာစီမံခန့်ခွဲခွင့်မရှိသလိုဖြစ်နေတာဒီဥပဒေမူတမ်းอ่ะလေကျေးဇူးတင်ပါတယ်ဆက်ပြီးတော့ဒေါက်တာအကမုသူမြေကြီးမှာကျွန်တော်တို့ဒီတရှိပညာရေးစနစ်ပေါ့မှာပေါ့နော်ဒါတင်ကြားတင်ရင်မှုအကဲဖြတ်ပုံစံတွေ့တာမှန်ကန်တဲ့မူဝါဒတရားရှိဖို့လိုတယ်ဆိုပြီးတော့ဝေဖန်ထောက်ပြမှုတွေတိုးတက်မှုတွေလည်းရှိနေပါတယ်ပြောရင်တော့ဒီစာမှုပွဲ စနစ်ဒါတည်ရင်မှုစနစ်ဒီမှာအလော့ကျက်ပညာရေးစနစ်ကိုရှုတ်ချဖို့ဆိုတဲ့အမြင်နဲ့သူတို့ချိတ်ကပ်ကြတာပေါ့လေဒါနဲ့ပတ်သက်ပြီးတော့ဒါဒါရကံမှုတွေနဲ့ပြင်သူတို့အရင်ကာလတည်းကနေပြီးတော့ကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာ QA ဆိုပြီးတော့မှ quality assurance ဆိုတဲ့ပုံစံမျိုးလုပ်လာတဲ့ဟာမျိုးရှိတယ် QA ပေါ့ဘာလဲဘာလဲလဲဆိုလို့ရှိရင်သူကစစ်ဆေးမှုပုံစံ quality control လုပ်ဖို့ဆိုပြီးတော့ရည်သွေးစစ်ဆေးမှုအာမခံချက်ရှိတဲ့ဇနစ်တစ်ခုကိုရင်ကာလတည်းကနေပြီးတော့မှသူက carry လုပ်တဲ့ပုံစံမျိုး process တစ်ခုကိုစပြီးတော့ချက်သုံးတဲ့ပုံစံမျိုးတော့လုပ်လာတယ် ရင်ကာလတော်ရောင်းတယ်ဒါပေမဲ့ဟိုသူက assessment လုပ်တဲ့ကဲဖြတ်စနစ်ကစီစဉ်ထားတဲ့ဟာကရင်တော့ကနေပြီးတော့မှသူက summative assessment လို့ခေါ်တယ်အဆုံးသတ်စစ်ဆေးနည်းကိုသူကသုံးပြတာပေါ့နော်တောက်လျှောက်က formative assessment ကိုလုံးဝအားအားပေးတဲ့ပုံစံမျိုးမဟုတ်ဘူးသူကသင်ယူနေတဲ့တောက်လျှောက်မှာအကဲဖြတ်မှုပုံစံမျိုးကိုမကြည့်တော့ဘူးဘာကြောင့်လဲဆိုရင်အကျောင်းသူအကျောင်းသားတွေက ဟိုစာပေတည်ယူမှုဆိုတော့ညာလဲတန်းထဲမှာတယောက်နဲ့တယောက်ကျွမ်းကျင်မှုရည်သွေးရတယောက်နဲ့တယောက်မတူဆရာမကဘာနဲ့ဆုံးဖြတ်လဲဆိုလို့ချင်းအလော့ကျက်အလွန်မှတ်တဲ့ဟာကိုအမှတ်များတဲ့ပုံစံနဲ့စိတ်ဆိတ်လိုက်တဲ့ကံမှာဂျန်နဲ့တိုးတက်တဲ့ရည်သွေးတွေဟိုငုတ်ကွယ်နေတဲ့ရည်သွေးတွေကိုရုတ်တရက်ဖယ်ချပစ်လိုက်သလိုဖြစ်သွားစေတဲ့ရည်ချင်းမျိုးဖြစ်တယ်အဲ့ဟာကိုပဲဆက်လက်အတော့တွင်းနေတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ကျွန်တော်တို့ပညာရေးကိုဟိုဘာလဲဆိုလို့ချင်းစတင်ပြောင်းလဲတဲ့နေသားတစ်ခုကတော့သူတေယိုးညှိုးတန်းတွေဒီချုပ်ကင်မှု တော်တော်များရတယ်ပေါ့နော်ဒီကတော့စစ်ဆေးမှုပုံစံပြောင်းချင်တယ်ဆိုလို့ရှိရင်တယုံညောတာပေါ့ပြောင်းပြဖို့လိုတယ်လို့ကျွန်တော်တို့မြင်တယ်ဟုတ်ကဲ့ပါကျေးဇူးများဟုတ်ကဲ့ပါအဲနောက်မိခွန်းတော့ကိုရေးဝင်းမင်းမြင်ပါလားကျွန်တော်တို့ဒီပညာရေးဝန်ကြီးဌာနပေါ့နော်လက်ရှိမှာအခမဲ့ပညာရေးအခမဲ့အခြေခံပညာရေးကျွန်တော်ကောင်းတဲ့ပေါ်နေပြီပဲအခုဆိုရင်အတန်ကူပြောင်းနေမှာကြောက်ထွက်နှုံးနေရအများကြီးရှိနေသေးတယ်ဆိုတာအလုံးသိတယ်အခုနဲ့ဒီလောလောလတ်လတ်တမ2016အတွက်ထုတ်ပြန်လိုက်တဲ့ UN ရဲ့ report တစ်ခုပါဆိုရင်ကျွန်တော်တို့ဒီကမ္ဘာလုံးမှာမြန်မာနိုင်ငံကကြောက်ထွက်မှု ုတိယအများဆုံးနိုင်ငံဖြစ်နေဒါဒါအင်ဒိုနီးရှားနဲ့ပူးတွဲဖြစ်ဖြစ်နေပြီမဲ့လေဒါဟိုရာဂန်နုနဲ့ပြန်တွဲမှုဒီမှာတော့ပုံများနေတဲ့နေသားမျိုးပေါ့သူကတော့တောင်ထွန်းတို့နှင်းတမတုတ်တန်းလို့သူပြောတာပါပေါ့နော်ဟိုဆိုလိုချင်တာကအခုကျွန်တော်ဗမာပြည်အခြေခံပညာရေးမော့ကလေးတွေဒီတောင်ထွန်းနှုံးများနေရတဲ့အကြောင်းရင်းဘာမှဖြစ်မလဲဒါနဲ့ပတ်သက်ပြီးဒီရင်းနဲ့တုံ့ပြန်ဟုတ်ကဲ့ကျွန်တော်တို့ဒီမြူတော့ပညာရေးဥပဒေကိုပြန်နေပြင်ဆင်တဲ့ဥပဒေ2015မှာပြဋ္ဌာန်းတယ်ဥပဒေက ဟိုစာရုပ်ပုံမှာရှိတယ်ပေါ့နော်အကောင့်ထဲပေါ်တဲ့အဆင့်ကိုကျွန်တော်ရောက်ပလောင်အဲ့တော့ကျွန်တော်တို့ကပညာရေးစနစ်ပြောင်းတယ်ဥပဒေပြောင်းတယ်ဆိုတာတခုတည်းတည်းကျွန်တော်လူတိုင်းအကျုံးဝင်ပညာရေးကကျွန်တော်တို့ပြောရင်ဟိုကလေးတယောက်ကိုစာတကန်းနဲ့သွားပြစ်ထည့်ထားလိုက်တာလေလူတိုင်းအကျုံးဝင်ပညာရေးကိုအကောင့်ထဲပေါ်တယ်လို့လုပ်လို့မရအောင်ကျွန်တော်တင်ရိုးကိုပြောင်းနေဆိုရင်တခြားဆက်ဆက်ပြီးတော့ဆောင်ပွဲစနစ်တွေကျွန်တော်တို့ဟိုစာသင်ကမ်းပုံစံတွေပြီးရင်ဆရာဆရာမတွေအရေးချင်းမြင်ရမယ့်ပုံစံတွေအကုန်လုံးကိုကျွန်တော်တို့လိုက်ပြောင်းရမှာပေါ့နော်နောက်ပြီးတော့မိဘတွေဒီ ကျွန်တော်တို့ကိုတုတေရလုပ်တဲ့အခါမှာအစိုးရရဲ့တုတေရအားနည်းချက်ကဘာကြောင့်ဒီကလေးတွေကအเจ้าကိုရောက်မလာရတာလဲဒါမိဘကိုသွားပြီးတော့ကျွန်တော်တို့ဟိုညီမလူဖွဲ့စည်းကမိဘကိုသွားပြီးတော့အပြစ်တင်တယ်မိဘကမထားဘူးအเจ้าကိုမရောက်တာမိဘကကလေးတွေပညာတတ်ဖို့အတွက်မိဘကတောင်းဝန်ရှိတယ်ဆိုတော့အမြင်မျိုးပေါ့နော်အဲ့ဟာကိုကျွန်တော်တို့အစိုးရဥပဒေထဲမှာဘလို့ပြောင်းပြီးတော့အမခတ်ချက်ပေးမယ်ကလေးအားလုံးအခြေခံအခမဲ့မတင်မနေရဒီကျွန်တော်တို့ကတော့အလေတန်းအဆင့်အထိကိုပညာ ပညာသင်တာကိုပြီးဆုံးစေခြင်းနဲ့အဲ့အောင်အစိုးရကဘယ်လိုအာမခံချက်နဲ့လုပ်မလဲပြီးရင်မိမတွေကိုဘယ်လိုကျွန်တော်တို့ဖြောင်းပြမလဲအခုကညီမရေချင်မှုဖြစ်နေတာအဲဟိုကလေးရဲ့တောင်းဝင်ကမိဘပါပဲတွားပြီးတော့ပုံနေတယ်မိဘအကြောင်းထားရင်ကလေးရပညာတတ်တယ်မိဘအကြောင်းမထားရင်ကလေးရပညာမတတ်အောင်မတန်ဆွမ်းကလေးရောတန်ဆွမ်းကလေးရောတခြားကလေးရောအတူတူပဲပေါ့နော်အဲ့တော့ကျွန်တော်တို့အကိစ္စကိုကျွန်တော်ဖြည့်ရှင်းဖို့အတွက်ကကျွန်တော်ဥပဒေပြဋ္ဌာန်းရုံနဲ့ကိုတင်ရိုးတွေပြောင်းနေပြီ ဒီပညာရေးစနစ်ပြောင်းလဲအောင်လည်းမပြီးဘူးကျွန်တော်တို့အလောက်မှာလောက်ွယ်မှာအများကြီးရှိတယ်။တခြားကိစ္စတွေပါစဉ်းစားမယ်။ဥပမာဘတ်ဂျက်ကိစ္စ။နောက်ဆရာဆရာမတွေဘယ်လိုတင်နှံပေးမလဲ။နောက်စာသင်ခန်းကိစ္စပေါ့နော်။စာသင်ခန်းတွေမှာဆရာတဲ့ကျောင်းသားအရာမများတဲ့ကိစ္စတွေ။အဲ့ဒါတွေအများကြီး။နောက်ဆောင်ပွဲစနစ်တွေဘယ်လိုပြောင်းလဲပေါ့နော်။အဲနောက် teaching method တွေပေါ့။ဒီဒီသင်ကြားမှုလိစတစ်တွေဘယ်လိုပြောင်းလဲ။အဲ့ဒါတွေကိုအကုန်လုံးကိုကျွန်တော်မူတည်ပြီးတော့စဉ်းစားမှရမယ်ပေါ့နော်။အခုက ဥတွေပြောင်းတာ on the paper ပေါ့ဆောင်ရွက်ပေါ်ပါပဲရှိသေးတယ်လို့အဲ့ဒါပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ဆက်ပြီးတော့တော်တော်ညီသေးမေးချင်ပါတယ်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ကာလတီထုတ်ခဲ့တယ်ပေါ့နော်တိတ်မကြသေးပါဘူးမြေသားပညာရေးမဟာဗျူဟာစီမံကိန်း2016 2017စာတမ်းမှာပေါ့နော်သူကဘာပြောတော့မြန်မာပညာရေးစနစ်မှာဒီရင်ဆိုင်နေရတဲ့အဓိကစိတ်ခုံမှုကိုချဲ့ကိုသူကခွဲခြားထားတာပေါ့အဲ့ဒီတမှာအခြေခံပညာရေးနဲ့ပတ်သက်ပြီးဘာလို့ပါလဲဆိုတော့ကျွန်တော်မူဂျူနဲ့သူငယ်တန်းပညာရေးတို့နော်အခြေခံပညာရေးသေယွညွန့်တန်းစာမုံကိုကျင်းပတဲ့နယ်ပယ်တွေဆိုပြီးတော့ပါတာပေါ့နော် ဲ့တော့ तू ကအဲ့လိုမျိုးသုံးသပ်ထားတယ်ဆိုတော့ဒီသုံးသပ်ချက်ကိုပြင်လိုက်ယူနေကောကျွန်တော်တို့နိုင်ငံတကာစံနှုန်းနဲ့ညီတဲ့အခြေခံပညာရေးစနစ်ဖြစ်လာမယ်လို့ပြောလို့ရပါမှာဆက်မှာအဲ့တော့ဒီသုံးသပ်ချက်တွေကိုလိုက်နိုင်ရင်တော့လောက်လိုက်နာနိုင်ရင်တော့ကောင်းတာပေါ့နော်အဲ့တော့ဒီသုံးသပ်ချက်တွေဟာတကယ်လဲဟိုကောင်းပါတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့လဲကြိုးဆိုပါတယ်ပေါ့နော်ဒါပေမဲ့လက်တွေ့မှာတော့ပညာရေးဝန်ကြီးဌာနကဒါတွေကိုအကောင့်ထဲခေါ်ဖို့အတွက်သူ့မှာလုံလောက်တဲ့ပေါ့နော် ခုနလို human resources တွေရှိသလားပေါ့เนาะအဲ budget တို့ရှိသလားဆိုတာပုံမှန်မူတည်ပြီးတော့ ခုအကြံပြုချက်တွေကအများကြီးဟိုတာသွားမယ်လို့တော့ကျွန်မထင်တယ်ပေါ့နော်အဲ့တော့ခုနကဒီဆရာအာကာပြောတာရောကိုရဲဝင်းပြောတဲ့အထဲမှာရောပါသွားပြီးတဲ့အားလေးတွေကိုကျွန်မအနှစ်ချုပ်ပြီးတော့ဥပဒေနဲ့ပြန်ရှင်ပြီးတော့ပြောပြချင်တာပေါ့လေဒီနေရာမှာဥပမာဆိုလို့ရှိရင်ကျွန်မတို့ဒီဥပဒေကြီးမှာသူကပြောထားတယ်ပေါ့နော်ဗမာစကားဟာရုံသုံးဘာသာစကားဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါဟိုတိုင်းရင်းသားဘာသာစကားနဲ့အဲရှင်မယ်ဆိုရင်ဥပမာအဖြစ်ဆိုရင်သူကအတိအကျပြောတာတော့သက်ဆိုင်ရာဘာသာစကားကို စာသင်ခန်း၃ပါးဘာသာစကားအနေနဲ့တွဲဖက်ပြီးအသုံးပြုနိုင်တယ်ဆိုပြီးတော့သူကဒါမျိုးပြောထားတာပေါ့နော်အဲ့တော့ကျမတို့ကပြန်ပြီးတော့ကြည့်တဲ့အခါကျတော့ခုနကငញ្ញိုင်းကြီးလုပ်ငန်းစဉ်တွေနဲ့ပြန်ချိတ်ဆက်ပြီးပြောတယ်ပြောရှင်ပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ခုနကဒါဘာနဲ့လဲသက်ဆိုင်လဲဆိုတော့ခုနကចောင်းထွက်များတာကလေးတွေចောင်းထွက်နှုံများတာနဲ့လဲသွားပြီးပတ်သက်နေတယ်ဥပမာအဖြစ်ဆိုရင်ကျမတို့တိုင်းရင်းသားဒေသမှာရှိတဲ့ចောင်းမြေပေါ့နော်ចောင်းမြေကသူတို့မိခင်ဘာသာစကားအခြေပြုဘာသာစကားစုံပညာရေး တင်ကြားရေးစနစ်ကိုသူတို့မရအောင်ပေါ့အာသူတို့ကဗမာဘာသာစကားနဲ့ပဲသူတို့က official language နဲ့သင်ရတဲ့အခါမှာတိုင်းသားကလေးတွေအတွက်ကအရန်ကိုအခက်ခဲကြုံတယ်ဒါကြောင့်မလို့လေသူတို့ဒေသတွေမှာမူလာတန်းကိုမပြီးမြောက်ဖဲနဲ့ပေါ့နော်80ရာခိုင်နှုန်းလောက်အထိကိုကြောင်းထွက် ကြောင်းထွက်ရတယ်ဆိုတော့ဒါကျွန်တော်တို့တာတကားတွေလည်းရှိတယ်ပေါ့နော်တချို့နေရာတွေမှာဆိုမူလာတန်းပြီးတာဟာဆိုလို့ရှိရင်ဆရာခိုင်နှုန်းအောက်ပဲရှိတယ်ဆိုတော့ကျွန်တော်တို့ဟိုရှာဖွေတွေ့ရှိချက်တွေလည်းတွေ့ရတယ်ပေါ့အဲ့တော့ဒီမှာငင်းငယ်ရေးလုပ်ငန်းစဉ်နဲ့အတူပေါ့နော်ခုနကလို့မိခင်ဘာသာစကားအခြေပြုဘာသာစကားစုံပညာရေးပေါ့နော်ဘာသာစကားစုံဒီကျွန်တော်တို့ဟိုပညာရေးဆိုင်ရန်တန်းကတော့ MME လို့ခေါ်ပါတယ် MME ကိုအကောင့်ထဲပို့ဖို့လိုပါတယ်တိုင်းရင်းသားဒေသမှာရှိတဲ့ကျောင်းတွေကိုသူတို့ local category ကိုလည်းပေါ့ သူတို့ local curriculum ကိုခွင့်ပြုပြီးတော့အဲ့ဒီမှာသူတို့ရဲ့မိခင်ဘာသာစကားနဲ့သင်ကြားခွင့်ပြုခြင်းဟာပေါ့နော်ကျွန်တော်တို့ငြိမ်းချမ်းရေးအတွက်လည်းအထောက်အကူပြုတယ် Federal ပညာရေးစနစ်ကိုလည်းအကောင့်ထဲပေါ်လာရောက်ပြီးတော့ခုနကကျောင်းထွက်လွန်ကိုလည်းအလိုလျောက်ပေါ့နော်ဒါကျွန်တော်တို့ဆွဲတင်ပြီးသားဖြစ်တယ်လို့ပြောတာဆက်ပြီးတော့ဘာသာအကောင့်မှုတည်ပြီးမိခင်ပါကျွန်တော်တို့ပြီးခဲ့တဲ့တပတ်လောက်ကပေါ့နော်ဒီမြန်မာနိုင်ငံလုံးဆိုင်ရာဖွင့်လွန်ကြီးတင်ပညာရေးညီလာခံတရားကျင်းပခဲ့တဲ့ရှမ်းပြည်မှာပေါ့နော်အဲ့တော့ဒီညီလာခံနေပြီးတော့သူတို့ကဘာတောင်းဆိုလဲဆိုတော့ တို့ဒီဘက်ဘက်ကကြောင်းပေါ့နော်သူတို့ရက်ခေါ်တော့ဒီဘက်ကကြောင်းပညာရေးတူကျော်မူလန်တန်းနေဒီမူလန်တန်းလွန်စစ်တီပဲရှိတယ်အဲ့တော့စစ်ဆက်ပြီးတော့ဒီအလေတန်းအစ်စ်အထက်တန်းအစ်စ်စစ်တူမီခွေရောက်ဒါဝန်ကြီးဌာနကောနဖော်ပူလူပြီးဆိုပြီးတော့ကျွန်တော်တောင်းဆိုချက်တွေ့ရပါတယ်ပြောချင်တာကကျွန်တော်တို့အခုချိန်မှာပေါ့နော်ဒီဘက်ကပညာရေးဆိုတာလေအခုလိုစီရင်မွေးတူမှုများတဲ့ကျွန်တော်တို့နိုင်ငံတွေအများကြီးအရေးပါနေအောင်ပါပဲဒီတော့အခြေခံပညာရေးမှာဒီဘက်ကကြောင်းဒီဖော်ပြရင်းနဲ့ပတ်သက်ပြီးရှိ လာလာပေါ့နော်တူတက်လာဘူးဆိုရင်တော့ဘယ်လိုပုံစံမျိုးနဲ့ account ပေါ်တူတက်လို့မြင်တယ်ဒီကကတော့ဆရာကျွန်တော်တို့ကဟိုကျွန်တော်တို့ကံကောင်းတယ်လို့ပြောရမယ်တစ်ချက်ကဆိုရရဲ့အချို့ဝန်ထုံးမှုတွေဝင်းလန့်ခုံတွေလက်ဟိုဆိုရလက်လှမ်းမမီတဲ့ဟာတွေဝင်းလန့်ခုံတွေနေရာကိုဖုန်းကြီးကျောင်းတွေကတာဝန်ယူထားတဲ့အပိုင်းကကျွန်တော်တို့အတွက်ဟိုပြောမယ်ဆိုလို့ရှိရင်ဒါကံကောင်းစေတဲ့အချက်လို့ပြောရမယ်ဘာလို့လဲဆိုရင်ဒီကလေးလင်ငယ်တွေရှိနေတဲ့အခါမှာဖုန်းကြီးတွေရှိနေခြင်းဒီပလေကျွန်တော်တို့ကစာတက်မြောက်မှုဘွဲ့ထွက်ထောက်ကူဖြစ်စေတဲ့ ချက်အကြောင်းအရာတစ်ခုဖြစ်တယ်အရင်ရေးကြည့်တယ်နောက်ပြီးတော့မြန်မာအရင်ကြီးမှုဟိုအစဉ်လာနေတဲ့ပတ်သက်ပြီးတော့မှလည်းတော်တော်များများထိန်းသိရရောက်တယ်ပေါ့နော်အဲ့ဒီတစ်ချက်ကဘကဘုံတော်ကြီးတွေကိုဒီနေရာနေပြီးတော့မှနံပါတ်1ကျေးဇူးတင်ရမယ်နောက်ပြီးတော့မှဘာသွားဖြစ်လဲဆိုလို့ရှိရင်ဘကဘုံတော်ကြီးတွေမှာအခုတင်ဆန်းတဲ့တွေးခေါ်တွေ critical thinking တွေပါလှုပ်လာတယ်လှုပ်လာတဲ့အခါမှာသူမန်နေလေးဖောင်တော်ဦးလို့ပါလို့ဆိုလို့ရှိရင်အင်မတန်ပြောမယ်ဆိုလို့ရှိရင်တေယိုးအစ်စ်တွေစဉ်းစားဖို့စဉ်းစားနေအစ်စ်တွေ အဲသူတို့ကတိုးချက်တင်ကြလာတာတွေ့တယ်တွေ့တော့ဆိုရကဘကကိုဟိုကူညီမဲဆိုပြီးတော့မှဟိုလက်ခပေးလိုက်တဲ့ခါမှာသူဘာသွားဖြစ်လဲဆိုလို့ရှိရင်သူကတေချာတည်ယူမှုနိစနစ်တွေကိုသူတို့တိုက်စစ်ရမယ်လို့ပြောလိုက်တဲ့ခါမှာဘကကိုဆိုရကလက်အောက်ထဲဆွဲသွင်းလိုက်တဲ့ခါကသူက academic freedom ပျောက်သွားတယ်ဆရာဟုတ်ကဲ့ဘယ်နည်းနဲ့လာမဖွင့်ပြဘူးပေါ့မဖွင့်ပြဘူးဆိုလို့ရှိရင်သူလိုချင်တဲ့စာနှုန်းတစ်ခုကိုသူလုလုခွင့်မရဘူးဖြစ်သွားတယ်သူဘကရဲ့တော်တော်များများကိုကျွန်တော်သွားတွေ့ကြည့်တော့သူတို့မှအခက်အခဲတွေ့တာကအစိုးရက ထောက်ပတ်ခြင်းပေးတာနှစ်တောင်းပေးတဲ့ဟာဒီသူတို့ဆွဲသွင်းလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ချိန်ဘယ်ကာလမှာသူတို့ကစာမွေးဝဲဆေးရမယ်ဆိုတော့စီမင်းခံတဲ့ဟိုသူကဝင်သွားတဲ့အတွက်ကြောင့်မလို့ဒီဘက်ကျမှာအចောင်းသားတွေကိုသူတို့ပေးခြင်းနဲ့ message တိုင်းသူတို့အတင်ကြားတည်မှုပုံစံအစ်စ်တိုင်းကိုသွားခွင့်မရတဲ့ဟာကြုံပါတယ်ဆိုတော့ message ကူရလာတယ်ဆရာသူတို့ဘာကဘုန်းတော်ကြီးနဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်တို့ကဘာဆိုရှင်လွတ်လပ်ခွင့်တစ်ခုတော့ပေးရမယ်အဲလွတ်လပ်ခွင့်နဲ့တူညီတဲ့အနေဆုံးစံနှုန်းပေါ့တတ်မှတ်ချက်တွေတင်ချာဆိုလို့ရှင်ဘလို့နေဆုံးစံ တူညီရမယ်ဘယ်လိုမျိုးနေဆုံးဆန်တူညီရမယ်ပေါ့ဟိုက monopolize လုပ်တဲ့ပုံစံမျိုးဟိုဘုန်းတော်ကြီးကြောင့်ပညာသေးကြရေးကိုဆိုရအောက်ကိုဆွဲသွင်းတဲ့ပုံစံမျိုးမလုပ်သင့်ဘူးလို့တော့ကျွန်တော်တို့ကအဲ့လိုမျိုးသုံးသပ်ပါတယ်။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါ။နောက်ဆုံးမိန်းကောင်နဲ့ကိုရဲဝဲမိချင်ပါလား။ကျွန်တော်ပြီးခဲ့တဲ့နှစ်ကျောင်းအရာဒီတော့ဆိုရင်တော့ဒါအခြေခံပညာကျောင်းတွေမှာမတန်ဆွမ်းကလေးတွေတချို့တွေကျောင်းအတာကိုညှင်းပယ်မှုရှိတာဆိုပြီးပဒင်းတွေတက်တာကြားရပါတယ်နော်။ဒီနှစ်မှာတော့ဒီပဒင်းမျိုးကတော့တိတ်တော့မကြားရသေးပါဘူး။ ါမဲ့ပြောချင်တာကကျွန်တော်တို့ဒီမတန်ဆွမ်းကလေးတွေကိုကျောင်းအနှံတဲ့ခါမှာငင်းပင်မှုတွေရှိနေရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကျွန်တော်စဉ်းစားရတော့မယ်အဲ့တော့ပတ်တဲ့ခါမှာဒီသူမတန်ဆွမ်းဖြစ်မှုကိုအကြောင်းပြပြီးတော့ကျောင်းကလက်မခံချင်တာလားဒါမှမဟုတ်မတန်ဆွမ်းကလေးတွေတဲ့တင်ကန်းစာကျောင်းတင်မှုတဲ့သူ့ဘက်မှာဆင်တင်မဖြစ်သေးဒါကိုကျွန်တော်တို့ပြောရမှာလားပြောချင်တာကကျောင်းရဲ့စီမံခန့်ခွဲမှုအားနည်းနေတယ်လားပေါ့နော်ဒါနဲ့ပတ်သက်ပြီးကိုရေးဝင်နေတယ်ဘယ်လိုမျိုးသုံးသပ်ချက်ပြီးချင်ဟုတ်ကဲ့ဆရာမေးတာနှစ်ပိုင်းပေါ့နော်ဟုတ်ကဲ့ ပထမတစ်ချက်ကဟိုဒီနေ့မှာကကျွန်တော်တို့တချို့ကလေးတွေကကျွန်တော်တို့ရှင်ရောက်လာပါတယ်တက်တီအထောက်ထားကျွန်တော်တို့ចောင်းရဲ့ဒီចောင်းရဲ့ယာတီ ုံတဲ့အထိကိုကျွန်တော်တို့စောက်နေတာပေါ့နော်။ကျောင်းရရာဒီကုံပြီးတော့မှဒီကလေးကိုလက်မခံဘူးဆိုရင်ကျွန်တော်တို့ကပြောမယ်။အခုလုံးလုံးဆင်မှာကတချို့ကျောင်းတွေကိုကျွန်တော်တို့ကဒီပညာရေးဝန်ကြီးဌာနနဲ့ဆက်ဆံတဲ့အခါမှာကျွန်တော်တို့ကဒီဥပဒေတွေပါမတန်ဆွမ်းအခွင့်အရေးဥပဒေပါပါတဲ့အချက်ကိုကင်ပြီးတော့ကျွန်တော်တို့သူတို့ကိုချိန်ချောက်တာတို့ပြရပြတာတော့မလုပ်ချင်ဘူးကျွန်တော်တို့ကအတက်လိုက်ဆုံးကဒီဆရာဆရာမတွေဆိုတော့ညီမနိုင်ငံမှာလည်းအနန္တောအနန္တငါးပါးလေးပါပါတယ်ဆိုတဲ့အတွက်ကျွန်တော်တို့တက်လိုက်ဆုံးကြည့်တယ်ကြည်နိုင်ပြီပဲပေါ့နော်ညီတိုင်းပဲအသင်းချုပ်ကညီမနိုင်ငံမတန်ဆွမ်းလို့ပြအသင်းချုပ်ကလည်းတက်လိုက်ဆုံးကြည်နိုင်ပြီတယ်ပေါ့နော်အဲ့တော့ ခုလကဟိုဆရာမေးတဲ့နှစ်ချက်တွေပါပါတယ်ပထမတစ်ချက်ကကြောင်းတေကိုယ်တိုင်ကအဝန်နဲ့စမဖြစ်တာမနစ်ကဘယ်လိုပြောလဲဆိုတော့ဒီတင်ရိုးကိုပြောင်းနေပေါ့တင်ရိုးပြောင်းတဲ့အတွက်ခုံပေါက်ကစားရတဲ့တင်ရိုးတွေပါလာတယ်အဲ့တော့မတန်ဆွမ်းကလေးကဒီမူလာထဲမှာတက်လို့မရဘူးဆိုတော့တစ်ချက်ရှိတယ်နောက်တစ်ခုကကျတော့တချို့ကြောင်းတေကဘလောက်တောင်ပြောင်းနေဆိုတော့ဒီကြောင်းကသူ့ကြောင်းကမတန်ဆွမ်းတက်တဲ့ကြောင်းမဟုတ်ဘူးမတန်ဆွမ်းတက်တဲ့အကြောင်းကိုမတန်ဆွမ်းနေကိုတွတ်ထားပါရန်ကုန်ကမတန်ဆွမ်းအကြောင်းကိုတွတ်ထားပါဆိုပြီးတော့ပြောတဲ့အချက်ပေါ့ အဲ့တော့ចောင်းဦးတေကိုယ်တိုင်ကအဝင်းအဒီမတန်ဆွမ်းမှုဟိုဒီအမြင်တက်တဲ့ပတ်သက်ပြီးတော့သူတို့ကအဝင်းနဲ့ဆက်ဖြစ်တာပေါ့နောက်တစ်ချက်ကကျွန်တော်တို့တချို့ចောင်းတွေကိုကျွန်တော်တို့သွားကြည့်တယ်ဟုတ်တယ်တချို့ចောင်းတွေကចောင်းသားခွလာတို့တက်ရမှာဆီယမာလေး၃ယောက်လောက်နေတင်နေရတဲ့ចောင်းတွေရှိတယ်ចောင်းဦးပောင်ဝင်ဆီယမာလေး၃ယောက်ပေါ့ဆီယမာလေးတွေရတယ်အသက်၂၀ကျော်အဲ့လိုမျိုးကြတော့ဒီမတန်ဆွမ်းကလေးကိုလက်မခံနိုင်တာကျွန်တော်တို့တဘဝကြတယ်ဒါကြောင့်တိုင်းအတွက်မှာရှိတဲ့ចောင်းတော့အဲ့တော့ចောင်းရဲ့လူဝဲချက်ကလည်းအဲ့လိုမျိုးဖြစ်နေတယ်အဲ့တော့ဒီ ျွန်တော်ပညာရေးစနစ်ကိုပြောင်းနေဆိုခုနအကုန်လုံးပါတယ်ဒီတန်ဆွမ်းရောမတန်ဆွမ်းရောဟိုနေမှာရှိနေတဲ့ကလေးရောစစ်ပေးချောင်တဲ့ကလေးရောတောင်ပေါ်မှာဟိုအညာသားတွေသွားပြီးတော့ဒီနန်းဖောက်တဲ့ဟိုစာဖုံးတိုင်းတွေသွားဆင်တယ်ဒီကလေးတွေကြောင်းနေဖို့အတွက်ကျွန်တော်ဘယ်လိုစဉ်းစားမလဲအဲ့လိုမျိုးကိစ္စမျိုးကဒါဒီ infrastructure ဟိုပြင်ယုံဥပဒေကိုပြင်ယုံလည်းမကောက်ဘူး channel ကိစ္စတွေပါဆက်ဆက်ပြီးတော့ကျွန်တော်စဉ်းစားလိုက်မှရမယ်လို့ကျွန်တော်တို့ကတော့ယူဆပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ် အခုဆွေးနွေးကြတာတွေကတော့ချင်းခံပညာရေးဥပဒေမူရန်ပေါ်ရှုမြင်ချက်ဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်တဲ့သဘောထားမျိုးတွေဖြစ်ပါတယ်။နောက်ပိုင်းမှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။လောလောဆယ်မှာတော့ဒီစီစဉ်အတွက်လူမှုကွန်ရက်နေပြပို့လာတဲ့မင်းများချက်တွေ၊ထင်မြင်ချက်သဘောထားတွေကိုဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်။ ပိုင်းခစိတ်ဖျားဥပဒေရေးရကိုလူမှုခွင့်ရရနဲ့ပြပို့လာတဲ့အမြင်သဘောထားတွေကပထမဆုံးပေါ်ပြပေးလို့တဲ့စာတစံကတော့ကိုပေါက်ပါကိုပေါက်ကဘာမေးထားလဲဆိုတော့မြို့သားပညာရေးမူမှာတိုင်းရင်းသားဘာသာစကားသင်ကြားမှုနဲ့ပတ်သက်ပြီးလက်တွေ့အကောင့်ထဲပေါ်မှုတွေရှိလာပြီလားမရှိလာသေးဘူးလားဆိုတာသိချင်ပါတယ်တဲ့ဒီမိကုန်းတော့ဆရာမဖြစ်သေးစေချင်ပါ အဲမြို့သားပညာရေးဥပဒေထက်လေကျမဒီအခြေခံပညာရေးဥပဒေမူကြမ်းကိုအဓိကထားပြီးပြောချင်တာပေါ့နော်အဲ့တော့ခုနတိုင်းရင်းသားဘာသာစကားတွေသင်ကြားခွင့်ဆိုတဲ့အထဲမှာကျမခုနကလည်းဆွေးနွေးတဲ့အထဲမှာပါသွားပြီတိုင်းရင်းသားဘာသာစကားသင်ကြားခွင့်ရေလို့တော့ဟိုအတိအကျပေးမထားဘူးသို့တော့တိုင်းရင်းသားဘာသာစကားကို ចောင်းချင်းပြင်ပမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအနေနဲ့အစီအစဉ်နဲ့ចောင်းချင်းပြင်ပမှာတင်ယူခွင့်ကိုတော့ဒီဥပဒေချမ်းကဒါလမ်းဖွင့်ပေးထားတယ်။ဒါပေမဲ့ကျမတို့နိုင်ငံမှာလိုအပ်နေတာကចောင်းချင်းပြင်ပမှာတိုင်းဒေသ ဘာသာစကားသင်ကြားခွင့်လိုတာမဟုတ်ပါဘူး။ចောင်းချိန်အတွင်းမှာပဲ။ចောင်းချိန်အတွင်းမှာပဲ local curriculum အနေနဲ့ကိုသူ့ရဲ့ data လိုက်လူမျိုးလိုက်သူ့သင်ယူညွှန်းတန်းကိုသူ့လိုအပ်ချက်နဲ့အညီရေးဆွဲပြီးတော့တိုင်းမဘာသာစကားနဲ့ဂျင်းကျေးမှုတွေဖွံ့ဖြိုးခွင့်ကိုကျွန်မတို့ကအာမခံပေးထားမယ်ဆိုရင်တော့ဒီဥပဒေချမ်းပို့ပြီးတော့ကောင်းမယ်လို့တော့ကျွန်မသုံးသပ်တယ်လေနော်။ဟုတ်ကဲ့ပါ။ကျေးဇူးတင်ပါတယ်။ဆက်ပြီးတော့နောက်စာတစ်စောင်ကတော့အာထက်ထက်အောင်ပါ။ထက်ထက်အောင်ပါမေးလားဆိုတော့ ဟိုဒီချင်းကပညာရေးကတဲ့နိုင်ငံသားတိုင်းတမ်းတက်ပါတယ်တချို့ကျောင်းတက်နေတဲ့တနေ့လုံးမှတနေ့စားရတဲ့မိသားစုကလာတဲ့ကလေးတွေဒါ6တန်း9တန်းလောက်နဲ့မိဘဆင်မပြေလို့ကျောင်းထွက်ရပြီးတော့အလုပ်လုပ်ရတဲ့ကလေးတွေသူတို့ကတကယ်တမ်းပညာလူလာတဲ့ကလေးတွေတည်းရှိတယ်ဗောနော်အဲ့တော့သူကဒီလူကလေးငယ်ငယ်တွေတွေ့တဲ့ဥမာညချောင်းလိုမျိုးတိကျတဲ့သင်ကြားမှုပုံစံမျိုးအချိန်တွေလူစီမင်းတွေရည်ရချက်တွေမျိုးဒီဥရိကြမှာပါလာဗောနော်သူကအဲ့လိုမျိုးမိထားတာပါတကယ်လို့ပါမစင်တော့ဘယ်လိုချက်မျိုးတွေမျိုးထက်တင်း စဉ်းစားပြလို့ရနိုင်ပါတယ်လေပြီးတင်တယ်လေပေါ့နော်ဒါနဲ့ပြတဲ့ကြီးကိုအကဘလို့ပြီးချင်အဓိကကတော့ဥပဒေကတော့ပြတ်ထားဖို့လိုတာပေါ့နော်ဥပဒေကသူကအဓိကကတော့ဥပဒေဥပဒေဆိုတဲ့ဟာနဲ့မြဲတမ်းပြီးတော့ကျွန်တော်တို့လုပ်နေကြဆိုတော့ဥပဒေကတော့တီချာတဲ့ပုံမှန်ဖြစ်နေထည့်သွင်းတယ်လို့ကျွန်တော်တို့မြင်တယ်ညာကျောင်းဟိုပြတ်ထန်းတည်တယ်ဆိုလို့ရှိရင်ညာကျောင်းအနေနဲ့ပြတ်ထန်းတည်တယ်လို့မြင်လဲပေါ့နော်ကျွန်တော်တို့ကတော့ဘယ်လိုမြင်လဲဆိုလို့ရှိရင်ဒီပညာအရနယ်ပယ်နဲ့ပတ်သက်ပြီးတော့မှဟိုအကုန်လုံးကိုလောလတ်ခွပေးထားရမယ်ကျွန်တော်တို့ကနီးပညာက ဟိုဖြည့်ရှင်းတဲ့ clause မျိုးကျွန်တော်တို့ ID နဲ့ပတ်သက်တဲ့ဟာမျိုးစဉ်းစားထားချက်မျိုးဥပဒေထဲမှာလုံးဝမတွေ့သေးဘူးအဲ့ဒါဥပဒေရဲ့အားနည်းချက်တစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ရေးဆွဲတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီ online မှာဆရာပေါင်းစုရှိနိုင်တယ်ဆွေးနွေးချက်ပေါင်းစုရှိနိုင်တယ်ရယူခွင့်ပေါင်းစုမျိုးစုရှိနိုင်တယ်ကျွန်တော်တို့ရဲ့စည်ရင်မှုဆရာအကန့်အသတ်တွေကိုဖြည့်လျှော့ပေးနိုင်မယ်တခုတည်းသောနီးနာကကျွန်တော်တို့မှာနီးပညာအခြေအနေတခုတော့ရောက်လာပြီအဲ့ဒါကိုတော့ စဉ်းစားထားတဲ့အခြေအနေတရားပြင်းနေကျွန်တော်ရှုမြင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါကတော့ခြေခံပညာရေးဥပဒေမူကြမ်းပေါ်ရှုမြင်ချက်ဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပြုပို့ထားတဲ့သဘောထားမြင်ကိုဆွေးနွေးခဲ့တာဖြစ်ပါတယ်ဒါတော့နောက်ဆုံးအနေနဲ့ပြည်နယ်ဆွေးနွေးသူတွေကဖြစ်ဆက်ဆွေးနွေးရောက်ဖြစ်ပါတယ်အဲ့ဒီတော့အဲ့ဒါကိုတော့လူတို့ရှင်းလင်းဆွေးနွေးပေးစီတင်ပါတယ်ဒါတော့ဒါတိုင်းညူတင်နေတော့ဗာများဖြစ်ဆက်ရင်းတယ်အော်ကျမကတော့လေခုနကဟိုပညာရေးစနစ်ကိုကျမတို့အားလုံးပြောင်းမယ်ဟိုဒီထက် ေါ့နော်ပို့ပြီးတော့ quality education ဖြစ်ဖို့ပေါ့အရေးသွေးပြည့်တဲ့ပညာရေးဖြစ်ဖို့ပေါ့နော်အားလုံးလိုလားကြတယ်ပေါ့နော်အစိုးရတက်လက်ထက်မှာပို့ပြီးတော့အာပညာရေးကိုကျွန်တော်တို့ပြည်ပြင်ပြောင်းလဲမှုတွေလိုလားတယ်ပေါ့နော်အာလိုလားတဲ့အခါကျတော့လွှတ်တော်ဘိုင်းကလည်းပေါ့နော်ပညာရေးဆိုင်ရာဆွေးနွေးအာဆွေးနွေးသုံးသပ်မှုတွေပေါ့နော်ဒါမျိုးတွေကိုကိုများများလှုပ်ဆစ်ချင်ပါလေပေါ့နော်တခါကျွန်တော်တို့နောက်တခါပေါ့နော်ဒီပညာရေးဝန်ကြီးဌာနဘက်ကလည်းပဲပညာရေးကိုလက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်နေတယ်ပေါ့ရက်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆင်ခြင်ပါလေပေါ့နော်အခုမြန်မာနိုင်ငံ င်ငံမှာဆိုလို့ရှိရင်အစိုးရကအတိမတ်မပြည့်တယ်ပေါ့နော်တိုင်းရင်းသားဒေသကပညာရေးကျောင်းပေါင်းပေါ့နော်ဒီအခြေခံပညာကျောင်းပေါင်းကိုကျွန်တော်တို့ဒါ400ပတ်ဝန်းကျင်မှာရှိနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုကလေးဒီကျောင်းတွေမှာသင်ယူနေတဲ့ကလေးတွေရဲ့ဘဝကိုလည်းပဲပေါ့နော်ဒါကျွန်တော်တို့နိုင်ငံတော်အစိုးရကတီးထန်ပေါ့နော်ဒါပညာရေးဆိုင်ရာမူဝါဒကိုရှိတင်နေပေါ့နောက်တစ်ခါတိုင်းနိုင်ငံလုံးမှာကျွန်တော်တို့ဒါအခြေခံပညာကျောင်းသားက6000 ပဝန်းကျင်ရှိနေတာဘူးเนาะအဲ့တော့အဲ့ကိုးသန်းပဝန်းကျင်အတွက်ကိုလည်းပဲကျမတို့အခုလုပ်နေတဲ့အာပညာရေးအစီအစဉ်တွေကတကယ်ထိရောက်ပြီးတော့ quality education ဖြစ်ဖို့လိုတာပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ကျမတို့ကခုနမူဝါဒကတိတ်ပြီးတော့အရေးကြီးတာပေါ့เนาะအဲ့တော့ခုနဥပဒေထဲမှာကျမတို့မူဝါဒတွေမရှိတာမဟုတ်ရှိပါတယ်ပေါ့เนาะဒါပေမဲ့အရှိတ်ဘက်မှာမူဝါဒကိုအခြေခံမူဝါဒကိုတမျိုးပြောပြီးတော့အနောက်ဘက်မှာကျတော့ပြန်ပြီးတော့အဲ့ဒီမူဝါဒကိုချုပ်ကန်ထားတာမျိုးကိုဥပဒေထဲမှာမဖြစ်သင့်ဘူးပေါ့เนาะ ါလဲဆက်ပြီးတော့ဒါတော့အကောင်မှုကြီးဆက်ပြီးပါအဲကျွန်တော်တော့လေဟုတ်ဘယ်လိုလဲဆိုလို့ရှိရင်ဒီအစိုးရကူပြောင်းကာလဖြစ်သွားပြီပေါ့နော်တူအဒီကဒီမိုကရေစီအစိုးရဆိုတော့ဒီမိုကရေစီဆန်နှုံးနဲ့ညီမျှတဲ့ပညာရေးကိုအများကြီးတူအညှော်လိုက်တယ်ချက်ချင်းပြောင်းသွားလိမ့်မယ်လို့ညှော်လိုက်တယ်ညှော်လိုက်တဲ့အခါမှာပထမဦးဆုံးအစိုးရရဲ့ဟာကိုကယ်ရီလုတ်ပြီးတော့မှဒီဥပဒေဆိုတာလဲအဲ့ပုံမှာပဲပြတ်ထန်းနေတဲ့အခါမှာအာအနေချစ်တွေဖြစ်နေတယ်မယုံကြည်မှုတွေတော်တော်များများဖြစ်နေတယ်ပေါ့နော်ကျွန်တော်ကတော့သူက import လိုတယ်လို့တော့မြင်တယ်ပေါ့ import ဆိုတော့တော်တော်များများကို သူကဒီလှော့တော်ကိုစလေဥပဒေချမ်းကော်မတီကနေပြီးတော့မှပွင့်လင်းမြင်တာတဲ့ဟိုပညာရှင်တွေကိုစာတမ်းဖတ်ပွဲမျိုးလှော့တော်ကိုခေါ်ပြီးတော့3ရက်ဆို3ရက်4ရက်ဆိုလို့စာတမ်းဖတ်ပွဲလုပ်ပြီးတော့မှသူကတခုခုလုပ်တော့မယ်ဆိုလို့ရှိရင်စဉ်းစားစရာအချက်တွေကိုသူကထက်သွင်းထားဖို့လိုတယ်။သူကပါအစိုးရကနေပြီးတော့မှဒီပညာရေးဝန်ကြီးဌာနကနေတောက်လျှောက်လုပ်ထားတဲ့ဟိုဥပဒေတခုရောတင်ပြချက်တွေတခုနဲ့တုံးသက်ယုံနိုင်တယ်လုံးဝမလုံလောက်ဘူး။အဲ့ဒါကလုံးဝမှောင်ရင်ချက်ဖြစ်နေတယ်။ အဲ့ဒီမိုင်းချက်ဆိုသူကစဉ်းစားစရာတွေအများဆုံးပြီဆိုလို့ရှိရင်လေသူကခီနှိုင်းစရာတွေနောက်ပြီးတော့မှနှိုင်းရှင်စရာတွေသူကရလာမယ်သူကမြန်မာနိုင်ငံမှာပြည်ပြင်ပြောင်းလဲဖို့အတွက်နေရာနှက်ပြားမှာဟိုဆာလောင်နေတဲ့သူတွေပညာရှင်တွေတော်တော်များများရှိတယ်အဲ့ဒီလူတွေကိုဖိတ်ခေါ်ပြီးတော့မှ3ရက်ဆို3ရက်4ရက်ဆို4ရက်ဥပဒေကြမ်းကော်မတီအားနေပြီးဥဆောင်ပြီးတော့မှလှုပ်တော်မှာစာတမ်းဖတ်ပွဲပညာရှင်ဖိတ်ခေါ်စာတမ်းဖတ်ပွဲလုပ်မယ်ဆိုလို့ရှိရင်စဉ်းစားစရာနဲ့တော့ပြည်ပြင်တဲ့ဟာတခုဖြစ်လာလိမ့်မယ်တော့ကျွန်တော်သုံးသပ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်အဆုံးဆုံးရဲ့ဝင်ပြီလို့များပြည့်စုံခြင်းတည်းဟုတ်ကဲ့ ဆရာဆရာတွေဆရာမတွေပြောတော့ဘယ်လိုပေါ့နော်ကျွန်တော်တို့ဒီပညာရေးဥပဒေပဲဖြစ်ဖြစ်ကျန်တဲ့ဥပဒေပဲဖြစ်ဖြစ်ကျွန်တော်2008ဖွဲ့စည်းပုတ်အချိန်ကဥပဒေကိုကျွန်တော်ကြော်ပြီးတော့ပြင်လို့ပြင်အောင်ဖြစ်နေတယ်။နောက်ကိုစား2008ဖွဲ့စည်းပုတ်အချိန်ကဥပဒေမှာဇေယျနှစ်မှာပညာရေးကိစ္စနဲ့ပတ်သက်ပြီးတန်ဆွမ်းကိစ္စနဲ့ပတ်သက်ပြီးအမျိုးသမီးကိစ္စနဲ့ပတ်သက်ပြီးပြန်နှန်းထားတဲ့ကိစ္စတွေကျွန်တော်တို့ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ centralization ပေါ့နော်ဒီဘိုးချုပ်ကံမှုများနေတာ2008 constitution ကွန်ဒီ2000ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မှမယ်ကျွန်တော်တို့ကျန်တဲ့ဥပဒေကိုလိုက်ပြီးတော့ပြင်လိုက်မယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ဒီကတည်းကရုပ်ရည်မူကြမ်းပေါ်ရှုမြင်ချက်ဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဒီကနေ့အစည်းအဝေးမှာဆွေးနွေးတင်ပြသွားတာတွေကတော့ပြည်ပစုံစုံရှိတဲ့အတွက်အားရစရာကောင်းပါတယ်။ဆက်ပြီးတော့ဒီနေ့ဆွေးနွေးပွဲတစ်ခုလုံးပြန်ပြီးတော့နှိမ့်ချုပ်ပေးမှာဖြစ်ပါတယ်။ကျွန်တော်နှိမ့်ချုပ်၅ချက်ရပါတယ်။နှိမ့်ချုပ်နံပါတ်၁ချက်ကဖက်ဒရယ်ပညာရေးစနစ်ကိုရည်မှန်းသိအနေဖြင့်ဒေသလိုက်ကျောင်းလိုက်ပညာရေးစီမံခန့်ခွဲမှုရှိစေရည်အတွက် ခြေခံပညာရေးဥပဒေမူရန်းတွင်ထက်သွင်းဖော်ပြပေးရန်လိုအပ်သည်။နောက်နံပါတ်2ချက်ကပညာရေးရည်သွေးမြင့်တင်ရန်တွင်နယ်နှင့်မြို့များဝါဟမှုရော့ချသွားစေရေးအတွက်အွန်လိုင်းပညာရေးအသုံးပြုရန်ဥပဒေမူရန်းတွင်ထက်သွင်းဖော်ပြသည်။နောက်နံပါတ်3ချက်ကဥပဒေမူရန်းတွင်တင်ယိုးညွှန်းတန်းနှင့်ကျောင်းသုံးစာအုပ်ကော်မတီအနေဖြင့်ကျောင်းသုံးစာအုပ်မတိကအသေးစိတ်ရေးဆွဲခွင့်အားပြန်လည်သုံးသပ်ရန်လိုအပ်သည်။နံပါတ်၄ချက်ကတော့ဥပဒေကြမ်းကော်မတီမှဥစည်းပြီးပညာရေးဆိုင်ရာရပ်ဖွဲ့ဖွဲ့စည်းများနှင့်ပညာရှင်များအားဖိတ်ကြားကာ ညာရေးဆိုင်ရာစာနှံဖတ်ပွဲများကျင်းပပေးရန်လိုအပ်သည်။နောက်နံပါတ်5ချက်ကတော့ဘုန်းတော်ကြီးတင်ပညာရေးကျောင်းများအားစီမင်းခန့်ကျောင်းများတစ်ဖွဲ့စီမံခန့်ခွဲမှုရှိနေခြင်းကိုချော့ချပေးရန်လိုအပ်သည်။ဒီနေရာမှာပိုင်းခြားစိတ်ပြဥပဒေရေးရာလောလတ်စီစဉ်ကိုဒီခုချုပ်မှဖြစ်ပါတယ်။ဒီစီစဉ်ကနေပြီးတော့ရရှိတဲ့အနှစ်ချုပ်တွေကိုလည်းဥပဒေပြည်ဝင်မှန်းနဲ့စီလက်ဆက်ကမ်းသွားပေးမှဖြစ်ပါတယ်။ဒီစီစဉ်နဲ့ပတ်သက်ပြီးတော့ဆက်လက်ဆွေးနွေးလိုတာဝေဖန်ကြံပြုလိုတာတွေရှိရင်ပိုင်းခြားစိတ်ပြဥပဒေရေးရာလောလတ်စီစဉ်ရဲ့လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ facebook.com/ DBP လော့လက်မှာဝင်ရောက်ရေးသားနိုင်လို့ Viber နံပါတ်39962 166 369ကိုလည်းဆက်သွယ်နိုင်ပါတယ်ဒီစီစဉ်မှာလာရောက်ဆွေးနွေးပြီးသွားကြတဲ့တွန်းကြီးပညာရှင်အားလုံးနဲ့ DBP ရုပ်သံကြီးပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကခင်ဗျာ